ရွှေပြည်သားမှာမင်္ဂလေးတဦးအာရမပြုကျင့်တက်ဖြတ်ခံရပြီးအလောင်းကို သုံးပိုင်းပိုင်းကလှော်ကားဘက်မှလာပစ်သွား ရောသမမွေပြိသက်ကြီးတို့မင်္ဂလာပါရှင်။ရန်ကုန်တိုင်းရွှေပြည်တံမြို့နယ်အမှတ်ရှိရပ်ကွက်ကံမောစာပန်းချံတွေမင်္ဂလေးတဦးအာဓမပြုကျင့်ခံရပြီးအလောင်းကိုသုံးပိုင်းပိုင်းဖြတ်ခါတက်ဖြတ်အလောင်းဖြောက်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ယခုမေလပထမပတ်ကတပင်ရွှေတီလက်နဲ့ဘုံမင်းအောင်လမ်းနောက်ရှိသုံးတပ်အဆောင်တွင်နေထိုင်သူမင်္ဂလေးမှာညဘက်ကြီးအချိန်ပူအိုက်တီအတွက်ရေစင်းချိုးစဉ်အာဓမကျင့်ပြီးတက်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ရပ်ကွက်နေပြည်သူတဦးကပြောပါတယ်။ကောင်မလေးကဂျပန်သွားဖို့အတွက်ရန်ကုန် ောက်နေတာသူတငယ်ချင်းတွေကလည်းညဘက်ပြောက်သွားတော့ရီးစားနဲ့လိုက်သွားတယ်ထင်နေကြတာ သူတို့နားမှာရှိတဲ့အဆောင်ကတကောင်ပါတယ်လို့ပြောတယ်။ဆေးတွေသုံးပြီးအားလုံး၃ယောက်လောက်ကြတယ်လို့ကြားတယ်လို့သူကပြောပါတယ်။တိတ်ဆုံးသူမှာအသက်၂၁နှစ်အရွယ်ရှိတဲ့သူဖြစ်ပြီးမြင်းညံကနေဂျပန်သွားဖို့အတွက်အဆောင်လာရောက်နေထိုင်သူဖြစ်ပြီးအလောင်းကိုလော်ကားဘက်မှရှာတွေ့ခဲ့ကြတာဖြစ်တယ်လို့ရက်ွက်နေပြည်သူများကပြောပါတယ်။လော်ကတမြင့်ဆောင်15ရက်ွက်နေပြီးသူတချို့မှမေလ12ရက်နေ့ည8:00နာရီဝန်းကျင်အချိန်ကအလောင်းတွေ့ရှိခဲ့တယ်လို့တင်ပြကြတဲ့အတွက်သွားရောက်စစ်ဆေးရာမှာကိုကိုသုံးပိုင်းပိုင်းထကအ အသက်ခံရတာ9ရက်လောက်ရှိပြီဖြစ်တဲ့အမျိုးသမီးအလောင်းကိုရှာတွေ့ခဲ့ကြပါဗါတယ်တာမြင်းဆောင်15ရက်ကွက်ပန်းညံနှစ်လန်းလူပြက်တဲ့ကလာဖျားကြောင့်ရှိတတ်တဲ့ကညောင်ဝင်းသားမှာညရှင်းနိုင်ဝင်းညင်လောက်ကမိန်းကလေးအလောင်းတွေ့တာအနာကအမိုက်ပုံတွေခြုံနေလဲပေါ့တယ်အိတ်ထဲထည့်ထားတာတဲ့တက်တဲ့ကောင်တကောင်မိထားတဲ့လူကြားတယ်လို့ရက်ကွက်နေပြည်သူတအူးကပြောပါတယ်အာဒမပြုချင်းခံရပြီးအလောင်းကိုသုံးပိုင်းခုတ်ထည့်ခံရခဲ့သူအဆိုပါမိန်းကလေးကိုဒီကနေ့မေလ23ရက် မိုးလွဲ့တနာရီအချိန်ကျူရှောင်းတုတ်တံမှာတကြိုခဲ့ကြတယ်လို့သိရပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီးသုံးပိုင်းဖြဲ၍ရုပ်အလောင်းဖြောက်ဖြဲစွန့်ပစ်သူတို့အားလည်းတေတံနဲ့တသက်တကျွန်းကြချိန်ပြီးအမှုဖြင့်အမှုဖွင့်ထားကြောင်းလည်းသိရပါဗျ။ပြမှုကျူးလွန်သူတို့ကိုဖမ်းဆီးရမိထားပါပြီ။တိတ်ဆုံးတဲ့မိန်းကလေးငယ်နေထိုင်တဲ့အဆောင်အနီးမှာအဆောင်နေတဲ့အကောင်တွေပါပဲဆက်လက်ပြီးဂွင်းဆက်ကြံနေသေးလို့စုံစမ်းနေပါတယ်။အသေးစိတ်ကိုပြောပြလို့မရသေးဘူး။ဖမ်းဆီးရရှိသူတွေနဲ့ကြံသူတွေကို16မြင်းဆောင်2025 ာပြည်မှုဆိုင်ရာရတတက်ကြီးပုံမှာ392 3300 2300တိဖြင့်ဖွင့်ထားပါတယ်လို့ခရိုင်အရာရှိတအူးကမီဒီယာရဲ့မေးမြန်းခြင်းကိုဖြေကြားထားပါတယ်။ကောင်မလေးကဂျပန်တွားဖို့တင်နန်းလာရောက်တာမြင်းညံစားတီးလို့တီးရပါတယ်အဆောင်ကိုပြန်မလာပဲပြောင်းနေလို့လူပြောက်တိုင်းတိုင်းမှာအသက်ခံရမှန်းတီးတာတက်တဲ့လူတွေထဲမှာသူနဲ့တဆောင်နဲ့အတူနေတဲ့သူတွေလည်းပါတယ်ဖုန်းနဲ့လက်စုပ်ကိုလူရင်းနဲ့တက်လိုက်တယ်လို့ရဲစခန်းမှာထွက်ဆိုထားတယ်လို့ဒေသခံအရင်းအမြစ်ကပြောပါတယ် miúda minha é a တပ်ဖြတ်မှုကျွလွန်သူများသည်တဆောင်တဲနေထိုင်သူအသက်22နှစ်အရွယ်သူရလင်း၎င်း၏တငယ်ချင်းများဖြစ်သူအသက်14နှစ်အရွယ်အောင်မြင့်မြတ်နှင့်ကျော်စင်မောင်ဆိုတဲ့သူတို့ဖြစ်ကြောင်းသိရပါသည်၎င်းတို့သောအနက်နှစ်ဦးကိုဖမ်းဆီးရမိပြီးကျော်စင်မောင်ကိုဖမ်းဆီးရမိရန်ဆက်လက်လှုပ်ဆောင်နေကြောင်းရွှေပြည်သားမျိုးမရဲစခန်းနှင့်ဤဆက်သူထမ်းမသိရပါသည်ရွှေပြည်သားမျိုးမရဲစခန်းရဲ့ရဲမှတ်တမ်းမှာမတိရိနယ်ပျောက်ဆုံးနေကြောင်းတိုင်တန်းချက်အရာ၎င်းနေထိုင်ရာနှင်းစီဆောင်တို့ရဲတပ်ဖွဲ့ဝင်များတွားရောက်စစ်ဆေးခဲ့ကြောင်းဖော်ပြထားပါသည် ထို့နောက်အဆောင်မုန်းနှင့်အဆောင်နေသူများအားစစ်ဆေးရာတဆောင်တန်းနေထိုင်သူဒူရလင်းနှင့်အမျိုးသားတအူးသည်မေလ၈ရက်ညနေပိုင်းကလေးလံတဲ့အရာဝတ္ထုထည့်ထားသည့်ဆလာအိတ်ကိုတိတ်ဆောင်ရွာတီကိုမြင်ရကြောင်းထွက်ဆိုခဲ့ကြပါသည်။ထို့ကြောင့်ဒူရလင်းကိုဆက်လက်စစ်ဆေးရာ၎င်းနှင့်၎င်းတငယ်ချင်းဖြစ်သူကျော်စင်မောင်တို့ဟာတဆောင်တန်းနေထိုင်သူမတီတီနယ်ထံမှဖုန်းနဲ့လက်စွပ်ကိုလူယူရန်ကြိုးစားနေစဉ်ရုံးကန်ဤအတွက်ပါဇက်ပိတ်ကလေပြင်းညှက်တက်ခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့ပါသည်။ယင်းနောက်၎င်းတို့နှစ်ဦးဟာတိတ်ဆောင်သူမတီတီနယ်ရဲ့အလောင်းကို ာလာအိတ်နဲ့ထည့်ပြီးဖြောက်ဖျက်ရင်အတွက်သုံးမိတ်ဆိုင်ရဲ့ငှားပြီးရွှေပြည်သားမျိုးနယ်စပ်လေးရက်ကွက်ရှိကိုင်းတော်တို့တောက်ရောက်ခဲ့ကြောင်းဆိုခဲ့ပါတယ်။ထို့ထို့တောက်ရောက်နေစဉ်ကျော်စင်မဟာ၎င်းရဲ့နေအရှိရောက်မှာအင်ကြီးလဲရင်ကြံခဲ့သည့်အတွက်အနီးနားတွင်တရတိခင်မင်းရင်းသည့်သူအောင်မြင့်မြတ်ကိုခေါ်ဆောင်ကဆက်လက်ထောက်ခါခဲ့ကြောင်းသိရပါတယ်။ကိုင်းတော်တို့ရောက်ရှိချိန်မှာကျော်စင်မောင်ပြန်လည်ရောက်ရှိလာပြီး၎င်းတို့သုံးဦးဆာလာအိတ်ဖြစ်ထည့်ထားတဲ့မတိရီနေရုပ်အလောင်းကိုကိုင်းတော်အတွင်တို့ဖျောက်ဖွက်ခဲ့ကြောင်းထွက်ဆိုခဲ့ပါတယ်။ထွက်ဆိုချက်အရမေလ12ရက်နေ့ညပိုင်းမှာ ာရတဝဝင်များနဲ့ရပ်ွက်အုပ်ချုပ်ရေးမှုများကခိုင်းနှုန်းအတွင်းသွားရောက်စစ်ဆေးရာမှာပုတ်ပွားနေတဲ့မတိတိနယ်ရုံအလောင်းကိုတရှိခဲ့ကြောင်းရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။တက်တဲ့ကောင်တွေကငငယ်လေးတွေပဲရှိသေးတယ်။မိုးရေဆေးဝါးသုံးဆွဲနေသူတွေလို့သိရတယ်။ကောင်မလေးရဲ့အလောင်းကိုတော့မင်းကနေ့လယ်ပိုင်းမှာသူယူလိုက်ပါပြီလို့သတင်းရင်းမြစ်ကပြောပါတယ်။တက်ပြတ်မှုကျွလွန်သူများဟာမတိတိနယ်ရဲ့ရုံအလောင်းကိုသုံးမပိုင်းကဆွပြစ်ထားခြင်းဖြစ်ကြောင်းသတင်းများထွက်ပေါ်နေတော့လဲတိကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။အမျိုးသမီးငယ်ကိုတက်ပြတ် ပြီးအလောင်းဖြောင်းမှုကျွလွန်သူများကိုရွှေပြည်တော်မျိုးမရဇကန်ကရဇတက်ကြီးပုံမှ394330နှစ်300တတို့ဖြင့်အမှုဝင်ထားတယ်လို့လည်းသိရှိရပါတယ်။ကျန်ရည်သူမိသားစုကိုလက်ရှိမှာလိုက်လံကူညီပေးနေတဲ့ညိုမိသားစုကအသက်ခံရသူမတိရိနဲ့ဟာမိဘမျိုးဆင်ဆက်လေယာကိုင်းလုကန်ကြတာဖြစ်လို့သူမအလှဲ့မှာဂျပန်ကိုသွားရောက်ပြီးမိဘတွေကိုကောင်းကောင်းမွန်မွန်ထားခြင်းနဲ့အတွက်ဂျပန်တွားဖို့ပြင်ဆင်နေတာနှစ်နှစ်ရှိပါပြီ။မတိရိနဲ့ရမိခင်အတွက်မညူညူကငါးတိန်ကိုရီးယားမှာအလုံးလုံးနေသူ တဦးကစာနာစိတ်ဖြင့်၅သိန်းလှူဒန်းပေးခဲ့တယ်လို့ဆိုထားပါတယ်။အဆိုပါမြို့သမီးငယ်လေးဟာရွှေပြည်သားမျိုးနွယ်ကအဆောင်တစ်ခုမှာလက်ရှိနေထိုင်ခဲ့တာဖြစ်ပြီးညချင်းရောက်မှရေစင်းချိုးရင်အခုလိုအသက်ခံလိုက်ရတယ်လို့ပြောကြတာရှိနေပေမဲ့မျိုးမီတားစုကတော့၃ဘိုင်းမဟုတ်တယ်လို့ညချင်းကြီးလက်ထွက်တာမဟုတ်ပါဘူး။အသက်ခံရသူသမီးလေးကယူတာသူပါ။အကောင်ပုံနဲ့တော့ကမှတ်တမ်းရှိပါတယ်။အချိန်တန်ရင်ပြတ်တက်ပေးပါမယ်။ပြုလုပ်သူများကိုထိရောက်စွာအရေးယူနိုင်ဖို့အားလုံးဝိုင်းဝန်းဆက်လက်ဆောင်ရွက်နေပါတယ်လို့ဆိုထားတာကိုတွေ့ရပါတယ်။အဆိုပါမျိုးသ မီးငယ်လေးဟာအသက်22နှစ်အရွယ်မြင်းကြံစားတိဖြစ်ပြီးဂျပန်တော်ဘူတင်နန်းလာတဲ့ရင်ရွှေပြည်သားရှိရွက်ကအဆောင်မှာနေထိုင်ခဲ့တာပါပြီးခဲ့တဲ့မေလရှိရနေ့မှာအဆောင်တို့ပြန်မလာဘဲပျောက်ဆုံးနေကြောင်းစတင်တရှိခဲ့ကြတာပါရွှေပြည်သားရဲစခန်းကိုလူပြောက်တိုင်ခဲ့ကြပြီးဖော်ထုတ်ချက်များအရအဆောင်တစ်ခုတည်းနေတဲ့အသက်22နှစ်အရွယ်အမျိုးသားနဲ့၎င်း၏တငယ်ချင်းနှစ်ဦး၃ဦးပေါင်းပြီးပြုလုပ်ခဲ့ကြတယ်လို့ကနဦးသိရှိရတယ်လို့ဆိုထားပါဗျာ လက်ရှိမှာတဦးကိုလည်းမမိသေးဘူးလို့သိရပါဗျ။ညီမလေးရေဘွားဆက်တိုင်းဆက်တိုင်းအခုလိုမျိုးအဖြစ်မျိုးနဲ့မကြုံရပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါဗျ။အကောင်းရသူကတိကိုရောက်ပါစေ။နောက်ဘဝလူဖြစ်ခဲ့ရင်တော့အခုလိုမျိုးထပ်မကြုံမိပါစေနဲ့နော်။မသိခင်လေးတစ်တော့အကောင့်မှာ ရေးခဲ့တဲ့စာလေးတစ်ကြောင်းရှိပါတယ်။မိဘတွေတွေ့ရင်ရင်ကွဲရပါမယ်။ဘဝရည်မှန်းချက်တွေပြည့်ရင် ပြန်လာမယ်တဲ့။ မြင်းညံသူလေးမျိုးစင်ဆက်လေယာကိုင်းဖွားကနေရုံထွက်ဖို့ဂျပန်တွားဖို့နှစ်နှစ်ကြိုးစားခဲ့ပြီးမှမျိုးလင်းချက်မရတီမရှိစင်ရသားမိဘများမှာရင်ကွဲရပါတယ်။တဲမီနဲ့အဝတ်စားနဲ့ရိုက်ထားတဲ့တစ်တော့မှာရေးထားတဲ့စာလေးအရန်ဝန်းနေမိပါတယ်။ဘဝရဲ့ရီမန်းချက်တီးပြည့်ရင်ပြန်လာပါမယ်တဲ့။အားလုံးပဲဘေးကင်းလုံခြုံကြပါစေလို့ရောသမမွေ channel ကနေရှူတောင်းပေးလိုက်ပါရရှင်။